ဘုရားဘာသာကျမ်းစာမှာမဆိုဘဲနဲ့ပြောတဲ့စကားတစ်ခုရှိတယ်။ဆိုပါစို့စာသူနဲ့တတ်သူ။အော်အသားစားတဲ့လူနဲ့အသားပေါ်တဲ့ပေါ်တဲ့လူ။တချို့ဘာသာအေးကိုင်းကဘယ်လိုယူဆတယ်ဆိုစားတဲ့လူနဲ့တတ်တဲ့လူအကုသို့ဖြစ်တာချင်း50 50တယ်50 50 သူကတို့ပြောတယ်အဲ့ဒါချိန်ဝါဒအဲ့ဒီတိုင်းရှိ50 50ပဲနော်တတ်တဲ့လူက90ရာခိုင်နှုန်းပတ်သက်တယ်စားတဲ့လူက90ရာခိုင်နှုန်းပတ်သက်တယ်အဲ့ဒါကိုတော့မြတ်စွာဘုရားလက်မခံလက်မခံဘာလို့လက်မခံတော့လို့ဆိုတော့စဉ်းစားကြည့်ပေါ့တတ်တဲ့လူရဲ့စိတ်ဓာတ်နဲ့စားတဲ့လူရဲ့စိတ်ဓာတ်နဲ့တမျိုးစီပဲလေ အဲတခုတော့ရှိတာပေါ့အေးငါအတွက်တပ်ပါစေဆိုတဲ့စိတ်ရှိရင်တော့သူလည်းပါမှာပေါ့အဲ့ဒါဆိုရင်အဲ့လိုမဟုတ်ဘူးဈေးတွေးလို့ဝယ်စားတယ်နော်ဈေးတွေးလို့ဝယ်စားတယ်အသားဆိုင်ကဝယ်စားလိုက်တယ်အဲနောက်တတ်ကြပါစေဆိုတဲ့စိတ်လည်းမရှိဘူးသူကအသားအနေနဲ့ပဲဝယ်စားလိုက်တယ်သို့တော့သူ့စိတ်ထဲမှာပေးပါစေဆိုတဲ့စိတ်တခုမှမထားဘူးပေါ့စားစရာတခုအနေနဲ့ဝယ်စားတယ်စိတ်ကဖြူစင်တယ် အဲ့ဒါကိုမြတ်စွာဘုရားကဥပမာပါနဲ့ပေးတယ်ဆိုလို့ရှိရင်လက်မှာဒဏ်ရာအနာတရမရှိဘူးဆိုလို့ရှိရင်အစိတ်ခံပေမဲ့လို့အစိတ်မသိမှုတဲ့ဆိုလိုတာကကိုယ်စိတ်ကစင်ကြယ်တန်ရှင်းနေရင်အကုသိုလ်မဖြစ်ဘူးလို့ဒီလိုပြောတာအဲ့တော့ကောင်းပြီလောကမှာအကုသိုလ်ဘယ်လိုလုပ်ရင်ဖြစ်တယ်ဘယ်လိုလုပ်ရင်မဖြစ်ဘူးဆိုတာဒါသိဖို့အမှန်တမ်းအရေးကြီးခုနရွှေချင်းဆရာတော်ကြီးကရေးတယ် တနစ်တခါငရဲရှာလူရွာဖရားပွဲငရဲတပိတ်တာကုသတပဲငရဲရိတ်တာစာတမ်းမှာဒီလိုရေးထားဘာဖြစ်လို့တော့ဆိုတော့သူခင်မှာခုနဖရားပွဲတွေဟာဝတ္တကျက်တတ်နဲ့သားတွေတက်ပြီးတော့တန်ဃာတွေပြင့်ပြီးတော့ဆွံ့ကြွေးကြတယ်ဘာလုပ်ကြတယ်ဧည့်သည်တွေအဲ့ခံကြတယ်ဒီလိုတွေဖြစ်တာဟုတ်အဲ့ဒါကြောင့်မလို့ တန်းကောင်းนี่ตัดပြီးတော့ဒါနကောင်းမှုလုပ်တယ်ဆိုလို့ရှိရင်နှစ်ပိုင်းရှိတယ်သူကตัดတဲ့အပိုင်းကတစ်ပိုင်းဒါနကောင်းမှုလုပ်တာတစ်ပိုင်းตัดတဲ့အပိုင်းကအကုသို့ဖြစ်တယ်ဒါနကောင်းမှုလုပ်တာကုသို့ဖြစ်တယ်အဲ့ဒီနှစ်ခုကိုရှင်ကြည့်လိုက်မယ်ဆိုရင်ဒါနရလိုက်တာကနည်းနည်းငရဲကြီးတာကများများအဲ့ဒါကိုရည်ရွယ်ပြီးတော့သူကကုသို့တပည့်ငရဲရိတ်တာလို့ပြောတာနော်ကုသို့ကတပည့်ငရဲရတပည့် ကြားမှုကြောက်ပါလိမ့်မယ်အမျိုးသမီးတယောက်အိမ်ကိုဧည့်သည်ရောက်လာအဲ့ဒီနေ့မှာလဲအသားမပေါ်ရဥရိယအသားပဲပေါ့ဝင်မြအိမ်ရောက်လာတဲ့ဧည့်သည်ကိုလည်းသူကဟင်းကောင်းနဲ့ဧည့်ခံတယ်အိမ်မှာမွေးထားတဲ့စိတ်ကလေးကိုလဲလေးပြီးတော့ချက်အဲ့ဒီအမျိုးသမီးဟာဘဝတိုင်းဘဝတိုင်းမှာ तू ကဒီလဲလေးပြီးတော့ချက်လိုက်လို့ ငရဲတော့သူကြသွားကြသွားပြီးငရဲကလွတ်တဲ့အခါကျတော့ဇက်ပြက်ဇက်ပြက်ပြီးတော့တည်ရတဲ့ဘဝမနေဘူးလေ။ဒါကြောင့်မလို့တချို့ကပြောစိတ်မွေးအမြတ်ခံရတယ်လို့ဆို။ဒီတချို့ကထင်ကောင်းထင်လိမ့်မယ်။ကိုကတခါတည်းတတ်တာဘာဖြစ်လို့ဒီလောက်ခံရတယ်ဆို။လူရဲ့တဏ္ဍာဖြစ်တဲ့စေရနာနဲ့တာမှမဟုတ်တာ။အဲ့ဒါမေးလို့ရှိရင်ကိုပြန်မေးရလိမ့်မယ်။ တရပင်ဆိုင်တဲ့အခါမှာဒစီတဲ့ဆိုင်တာအပင်အသီးတော့တလုံးနဲ့သီးသလားသို့မဟုတ်အများကြီးသီးတာလားဟောတခုတည်းလုတ်ပြီပဲလို့အများကြီးရတယ်ဆိုတာထင်ရှားတယ်နော်အများကြီးရတယ်ဆိုတာထင်ရှားတယ်သူရဲ့တဏ္ဍာမှာစိတ်စေရနာတွေကမြောင်များစွာဖြစ်တာလက်ဖြစ်တည်းအတွင်းမှာဂရေတသိန်းလောက်ဆိုစေရနာပေါင်းဟာဂရေတသိန်းလောက်ဖြစ်သွားတယ်အဲ့ထက်မဲ့အကျိုးပေးနိုင်တဲ့စေရနာတွေမြောင်များစွာပါတယ် ဒါကြောင့်မြတ်စွာဘုရားကကုသကောင်းမှုလုပ်တဲ့အခါမှာလည်းပဲတရိစ္ဆာန်ကိုလှူလို့ရှိရင်အစတရားတဲ့ကိုချင်းတရားမကောင်းတဲ့လူတယောက်ကိုလှူရင်အစတထောင်တဲ့ဟောဒီလိုပြောတာနော်အဲ့တော့ခုနကအကုသိုလ်လုပ်တယ်လုံလို့အကုသိုလ်တွေဖြစ်လာပြီဆိုလို့ရှိရင်လည်းဒီလိုပဲခံရကဲအဲ့ဒီအမျိုးသမီးကဧည့်ကိုကျွေးမွေးအဲ့ခံနေတာဒါကုသိုလ်ပဲကျွေးခြင်းမွေးခြင်းလေမှန်တယ်ဒါကုသိုလ် သို့သောစိတ်ကလေးကိုတတ်လိုက်တာကတော့အကုသို့ပေါ့အဲ့ဒီအကုသို့ကိုခံရတယ်ကုသို့ရဲ့အကျိုးခံရတာဘယ်တော့မထင်ရှားပဲနဲ့လူဘဝရလာတိုင်းရလာတိုင်းသို့မဟုတ်ဘဝတစ်ခုရတိုင်းရတိုင်းဆက်ပြတ်ဆက်ပြတ်ပြီးတော့သိရတယ်တဲ့အဲ့ဒီအကုသို့ဟောခံလဲရတာအများကြီးခံအဲ့လိုမျိုးကိုရည်ရွယ်ပြောတာကုသို့တပည့်နဲ့ရဲကတပိတ်သာတို့ခံရရင်ဘယ်ဘယ်ဟိုရင်းဖြစ်မလဲ တော်တော်လေးဒါကြောက်စရာကောင်းတဲ့ဟာတစ်ခုပေါ့ယသော်ဖေယဒီဂေါရမဗုဒ္ဓလက်ထက်မှာထင်ရှားတဲ့တတိယအဖြစ်ထင်ရှားတဲ့ဓမ္မဒိနာရဲ့အမျိုးသားဝိတာခဆိုရှိတတိယဝိတာခဓမ္မဒိနာဘိက္ခုနီ ။နောက်ကျတော့ဓမ္မဒိဋ္ဌာရဲ့အမျိုးသားဝိတ္တခတထေ။ရာဇဂုပြေမာနေတာ။အဲရာဇဂုပြေမာအုတ်ချုပ်တဲ့ဘေမိတာရာမင်းဘေမိတာရာမင်းနဲ့ဝိတ္တခတော့ဒီဘဝမှာလည်းအလွန်ရင်းနှီးတယ်။ဟုတ်လွန်ခဲ့တဲ့62ကဘာတုန်းကလည်းသူတို့အတော်ရင်းနှီးခဲ့တဲ့လူတွေပဲ။ဒီဘဝမှာလာပြီးဆုံရတယ်62ကဘာတက်က ိတ်တတဲ့ဖုတ်တတဲ့ဘုရားနဲ့စုပွင့်ခဲ့ဘူးလေအဲဖုတ်တဘုရားလက်ထက်မှာဘင်းကြီးရဲ့တားတော်သုံးပါကုသကောင်မှုလှုပ်ချင်ညာဘင်းကြီးဆရာခွင့်တောင်းပြီးတော့ဝါရင်သုံးလပတ်လုံးသူတို့ကသူတော်စင်အဝတ်ကိုဝတ်ပြီးသူတို့တပည့်ပိယတတ်နဲ့သူတော်စင်အဝတ်ကိုဝတ်ပြီးတော့ဆေဝသီလာဆောင်ညာခုနက ဗေမိတာတာမင်းရဲ့အလောင်းနဲ့ဝိတာခရဲ့အလောင်းတော့ငဲတဲ့62ကဘာတဲ့ကအဲ့ဒီထက်ပဲဝိတာခအလောင်းကဘာလို့ဆိုရင်အဲ့ဒီမင်းသား၃ယောက်ရဲ့ဘန္တာရေးမှုပေါ့ဘန္တာဝသူကခံရဗေမိတာတာကတော့အဲ့ဒီတော့ကအဲ့ဒီမင်းသား၃ယောက်ရဲ့သူကစည်ရေးစီမံခန့်ခွဲရတဲ့ခုခေတ်လို့ဆိုရင်မန်နေဂျာပေါ့မန်နေဂျာ တို့နှစ်ယောက်ကိုတောင်းဝန်ပေးထားတယ်အလှဲကြစီအလှဲကြစီတို့ညီကုန်သုံးယောက်ပိုင်တဲ့ခိုးတော်တွေကနေထုတ်ပြီးတော့ရည်စင်နေအမြတ်တန်ဃာတွေကိုဆွန်ကပ်ဖို့ဆိုပြီးတော့တို့နှစ်ယောက်ဥဆောင်ပြီးတော့ဆွန်ကပ်ကြအဲ့ဒီမှာဝေယဝိသသမားတွေအများကြီးပဲခိုင်းထားတယ်ဝေယဝိသသမားတွေတို့ကပေးထားတာဒါတန်ဃာတွေကိုဆွန်ကပ်ဖို့လို့ အင်္ဂဝတ်ဆိုပြီးတော့ခွင့်ပြုထားတဲ့အဆန်ရဲ့နောက်ပိုင်းဘာတွေဖြစ်လာတော့လို့ဆိုတဲ့အခါတန်ဃာတွေဆုံးခတ်လို့ရှိရင်လည်းတိတ်ပြီးမကြံမှုတယ်လက်ကြံတိတ်မရှိဘူးတိုင်းပြီးတော့လှုပ်တာဆိုတော့ဘုန်းကြီးတွေကပ်ပြီးရင်ပြောင်းတာပဲဝေယဝိသသမားကသူကသူတို့ပတ်စံပေးထားတာဆိုတော့သူတို့ကြွေးတာမွေးတာတိတ်လှုပ်ပုံမပေါ်ဘူးเนาะကြံရင်တော့စားမှာပေါ့နောက်ကြတော့ဘာလှုပ်လာတော့လို့ဆိုတော့ ဝေယဝိဆာကလည်း၃လကြီးဆိုတော့ရက်ရှိကြီးလောက်ရတဲ့အခါကျတော့အော်ဒီကလည်းအမေလည်းပါတယ်အဖေလည်းပါတယ်ထမင်းချက်တာဝန်ချအမေကတတိအတိနှံနေလှီးဖို့ချုပ်ဖို့ပြီးဖို့ကြောင့်အဖေကထမင်းချက်ဖို့ပေါ့အဲ့ဒါလို့ဝေယဝိဆာလာတဲ့အခါအိမ်ကကလေးတွေကပါလာဆုံးနေပါလေချဲလို့တန်ဃာတွေကမကြွလာသေးဘူးကလေးလေးတွေကမေမေစားတယ်ဖေဖေစားတယ်နဲ့လှုပ်လာ ်လောက်လာတဲ့အခါကျတော့အဲ့တန်ဃာတွေမကြွသေးခင်တန်ဃာတွေအတွက်လို့လှူတဲ့လူကလှူထားတာပါပရမကလေးတွေအငိုတိုက်အောင်လို့ဆိုပြီးတော့ပေးတာကျွေးလိုက်တာစပြီးတော့နောက်ကျတော့သူတို့ကပါစားတော့တာပဲတန်ဃာတွေမလာခင်သူတို့ချက်လို့ပြုတ်လို့စားတယ်ဆိုပြီးတော့အရင်စားလိုက်ကြတော့တယ်နော်အချင်းကြီးကအဲ့လိုပြောင်းလဲသွားလှုပ်တာတော့ တန်ခါဝေယဝိသကုသိုလ်လုံးကြတာပဲသို့သောတန်ခါတွေမကတ်သေးခင်ဒီလိုစားကြတောက်ကြတန်ခါဝုထဲတန်ခါဝရည်စူးထားတဲ့ဆံခဲဝေဘောစင်တွေကိုစားကြတောက်ကြဖြစ်လာတဲ့အခါကျတေလဲတေရောအဲ့ဒီလူတွေက16000တော့ဖြစ်အကုန်လုံးကြိတ်ကြဖြစ်ကောပြိတ္တာဘောရဆိုတာစားရမယ်မဲ့တောင်းရမယ်မဲ့ဒဏ်ခတ်ခံရတယ်ပေါ့ကံကြမ္မာရဲ့ဒဏ်ခတ်မှုပေါ့ပြိတ္တာဖြစ် အဲ့ဒါ62ကဘာတက်ကနေပြိတ္တာဖြစ်ပြီးတော့ပြိတ္တာဘဝကကျွတ်တဲ့အခါလူဖြစ်လိုက်ဘာဖြစ်လိုက်ပေါ့လေကာအာလျော်သာသွားပြီဟောဒီဘာတက်ကဘာရောက်တဲ့အခါကျတော့ကကုတန္တမြတ်စွာဘုရားလက်ထက်မှာပြိတ္တာဘဝပြန်ရောက်ကြတယ်အဲ့ဒီလူတွေပြိတ္တာပြန်ဖြစ်ပြန်ဖြစ်တဲ့အခါကျတော့ကကုတန္တမြတ်စွာဘုရားစီသွားပြီးချင့်ကကြတယ်သူတို့ရုပ်အစင်းတွေကအမှန်တမ်းကြောက်မွက်ဖွယ်ရကောင်းတယ် ခုခေတ်ဆိုရင်တော့ ghost ပေါ့တဆေးဖျားစီချင်းကပ်ပြီးတော့တပည့်တော်တို့မစားတာကြာပြီဗျာတဲ့ဘယ်တော့မှကျွတ်မလို့လို့ဆိုတော့တပည့်တော်တို့စားဖို့မြန်ကျုံမလားလို့ဆိုဖျားကပြစ်တိလို့တယ်မင်းတို့ဗာဖျားလက်ထက်မှာတော့ရအောင်မဟုတ်သေးဘူးဆက်ပြက်လက်ပြက်နဲ့ပြိတ္တာတွေဒီလိုပဲငတ်ငတ်ပြက်ပြက်နဲ့နေကြနောက်တစ်ခါ လူရဲ့အသက်၄000နှစ်မှကကုတ္တနမြတ်စွာဘုရားပွင့်တာနောက်အဲ့လိုဆုတ်ကတ်တက်ကတ်ပြီးတဲ့အခါနောက်တစ်ကြောမှာ၃000နှစ်မှကောနာခမနာမြတ်စွာဘုရားပွင့်လာအဲ့သူတို့ကမသေးသေးဘူးအသက်ရှင်နော်ဘုရားစီသွားပြီးရှောက်ကြပြန်ဘုရားကလည်းအားလက်ထက်မှာမင်းတို့မရနိုင်သေးဘူးရဝေမဲ့လူမရှိဘူးကျွတ်ဖို့မရှိသေးဘူးဟောတော့ကတ်တော်မြတ်စွာဘုရားအသက်၂000နှစ်မှာ ဆုတ်ကတ်တက်ကတ်ပြီးတော့အသက်2000နှစ်ရောက်တော့ကတ္တဝဘုရားပွင့်ကတ္တဝဘုရားစီချင်းကတ်ပြီးတော့မေးတဲ့အခါကျတော့ကတ္တဝဘုရားမင်းတို့ငါလက်ထက်တော့စားရအောင်မမဟုတ်ဘူးငါရဲ့နောက်မှာဂေါရမဘုရားဆိုပွင့်လေအဲ့ဘုရားလက်ထက်ကြရင်မင်းတို့ရဲ့ဆွေတော်မျိုးတော်မင်းတို့ရဲ့မနေချာကြီးနော်ဘန္တာဆိုးကြီးအဲသူတို့ကုသိုလ်ကောင်းမှုလုပ်ပြီးတော့မင်းတို့အမြောက်ဝေလို့ရှိရင်နော် မင်းတို့ချွတ်ချိန်တတ်မှပြီလို့အဲ့လိုပြောတာသိဝန်တာတာတဲ့ကသဗ္ဗဘုရားလက်ထက်မှာအဲ့ဒီအဖြေလေးရနေလိုက်ရောအကြာကြီးခေါရမမြတ်စွာဘုရားပွင့်လာဘုရားရာဇဂိုပြေချွတ်တော့ဗိမိတာရမင်းကြီးကဝေလူဝံဥယင်လှူတယ်ရေစဲချတယ်သူတို့မသိလိုက်ဘူးအမျှမရလိုက်ကြအောင်ဗိမိတာရသူတို့ရဲ့မန်နေဂျာကြီးပေါ့ဘိုးဘွားတော့ကတော်ဝိတာခါလိုက်ကုသကောင်းမှုတွေလုပ်တယ်သူတို့အမျှမရလိုက်ဘူး မရလိုက်တဲ့အခါကျတော့မှသူတို့ဟာတဏီနီးနဲ့တိအောင်ပြတာရသဗျာကဗေမိသရာမင်းကိုပြောတယ်မင်းရဲ့ဆွေတော်မျိုးတော်တွေခုလိုပြိတ္တဝါရောက်နေကြပြီတန်ဃာရဲ့စာဥစာပြစာလို့ဒီလိုဖြစ်တယ်အဲ့တော့ဒီတခါကုသကောင်ကိုလုပ်ပြီးမျှဝေပေးပါလို့ဆိုတော့ဖျားမှုရှိတဲ့တန်ဃာတွေပြင့်ပြီးတော့ စွမ်းခဲ့ဝဲပေါ်စဉ်ချိုးချင်းရတာအဖျားပြားလေးကိုပြင်ဆင်ပြီးတော့တန်ဃာတော်တွေဆက်ကပ်ပြီးဒီကောင်းမှုကြောင့်တပည့်တော်ရဲ့အတိတ်ကဆွေတွေမျိုးတွေဟာမစားရမတော့ရဖြစ်နေတာဒီနတ်နိုင်ဖြစ်တော့အစားအစာတွေရရှိပါစေတည်းလို့ဟောဆိုပြီးအမြတ်